ဒီပုံမြင်လေးကတော့အသက်16နှစ်အရွယ် Vivek ဆိုတဲ့ကောင်လေးတယောက်ကိုရိုင်းကြုံတွေ့ခဲ့ရတဲ့ဖြစ်ရမှန်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ Vivek ဆိုတဲ့ကောင်လေးကလွန်ခဲ့တဲ့တစ်နှစ်လောက်ကပဲဒီလီမြို့မှာရှိတဲ့တက္ကသိုလ်တစ်ခုမှာဝင်ကွင်းဖြစ်ပြီးကျောင်းတက်ရောက်နေခဲ့တာပါ။သူကတော့တောရွာလေးတစ်ခုမှာနေထိုင်ခဲ့တဲ့ကောင်လေးတယောက်ပဲဖြစ်ပါတယ်။သူ့မိသားစုရဲ့စီးပွားရေးအခြေအနေကလည်းအလောက်ထိကောင်းမွန်လွန်နေတာတော့လည်းမဟုတ်ဘူးပေါ့။ ဒါကြောင့်လဲသူဒီမှာကြောင်းတာတက်နေရပါပဲ။အသုံးဆွဲဖို့အတွက်ငွေကတိတ်ပြီးတော့မရှိပါဘူး။ဖေဖေကတော့ချမ်းသာတဲ့သူတယောက်လူကြီးလူကောင်းတယောက်အရန်ကိုဖြစ်ချင်နေခဲ့ပါရဲ့။ဒီအတွက်လဲသူကကြောင်းတက်နေရင်အချိန်ပိုင်းအလုပ်တစ်ခုကိုလည်းဝင်လုပ်ဖို့ဆုံးဖြတ်ထားခဲ့ပါရဲ့။ဒီလောက်ထိအလုပ်တွေကြိုးစားလုပ်ကိုင်နေခဲ့ပေမဲ့လဲသူနေထိုင်စားသောက်ဖို့အတွက်ကိုသာဖြည့်ရှင်းနိုင်တဲ့အခြေအနေပဲရှိပါသေးတယ်။သူနဲ့အတူတူကြောင်းတက်နေတဲ့သူရဲ့တငယ်ချင်းတွေအကုန်လုံးကတော့ လူငယ်ဘဝကိုကောင်းကောင်းမွန်မွန်ဖြတ်ကျော်နေထိုင်နေခဲ့ကြပါတယ်။သူတို့ရှောက်လေရှောက်စားရှောက်သွားကြပါတယ်။တငယ်ချင်းတွေပျော်ရွှင်နေရကိုဗီဗီခမားကြည်သာကြည်နေခဲ့ရပါတယ်။သူမှပတ်စံနဲ့ပတ်သက်ပြီးအလောက်ကြောင့်မှမပြေစုံလုံးတဲ့အခါမှာတော့သူလည်းအမြဲတမ်းကြံနေခဲ့ရတာပေါ့။ဒီလိုနဲ့တရက်ကြောင်းမှဗီဗီရဲ့တငယ်ချင်းတယောက်ကဗီဗီကိုလူတစ်ယောက်နဲ့ပိတ်တွေးခဲ့ပါတယ်။သူကတော့ပွဲစားတယောက်ပဲဖြစ်ပါတယ်။အဲ့ဒီပွဲစားကလူရေစီကနေပတ်စံယူပြီးနောက်မှာတော့ တလာမပြေခင် အမျက်အစွမ်းတွေကိုပြန်ပေးလေးရှိပါတယ်။အမျက်ကလည်းနည်းနည်းလေးမဟုတ်ပါဘူး။သုံးစားလောက်ကိုပြန်ပေးရပါ။ Vivek သူနဲ့တွေ့ခဲ့ရတဲ့အခါမှာတော့ပတ်စံရှာဖို့အတွက် ဖြက်လန်နီလန်တစ်ခုကိုတွင်မြင်ခဲ့ရတယ်လို့မျိုးဝမ်းသာပျော်ရွှင်ခဲ့ပါတယ်။ဒါကြောင့်သူကလည်းသူ့ရဲ့အတီးတယောက်စီကအကူကြီးတောင်းပြီးတော့မှတော့လိန်ညာပြီးပတ်စံ၅တောင်းချေယူလိုက်ပါတယ်။ဒီနောက်မှာတော့သူကလည်းပွဲစားကို ပေးခဲ့ပါတယ်။စိတ်မကောင်းစရာပါပဲ။ ထင်ထားတဲ့အရာတွေကအမှန်တကယ်ဖြစ်လာခဲ့ပါတယ်။အဲဒီလူကတော့ Vivek ရဲ့ငွေတွေအားလုံးယူပြီးထွက်ပြေးသွားခဲ့ပါပြီ။ Vivek တယောက်လည်းသူအလိန်ခံခဲ့ရတဲ့ဆိုတာကိုသိရှိသွားတဲ့အခါမှာတော်တော်လေးစိတ်ပြတ်သွားခဲ့ပါတယ်။သူလည်းဘာဆက်လုပ်ရမလဲဆိုတာကိုလုံးဝနားမလဲတော့ပါဘူး။သူအချိန်လေးကလည်းစိုးရွားနေခဲ့ပါတယ်။သူကအခန်းထဲကနေအပြင်ကိုမထွက်တော့ဘဲနဲ့အခန်းထဲမှာပဲတရက်အောင်နေထိုင်ရင်းသူယူထားတဲ့အကျွေးတွေအလုံးကိုဘယ်လိုပြန်ဆိုင်ရမလဲဆိုတာကိုပဲတွေးတောနေခဲ့ပါတယ်။ ဗီဗက်ကလည်းပစာအလောက်အများကြီးကိုပြန်မဆတ်နိုင်ပါဘူး။သူလည်းအရန်ကိုကြောက်လန့်လောနေခဲ့တဲ့အတွက်ကြောင့်မို့လို့ရွာကိုပြန်သွားခဲ့ပါရဲ့။သူကလည်းသူ့ရဲ့ရွာမှာပဲပြန်လည်နေထိုင်နေခဲ့ပါရဲ့။နောက်ဆုံးမှာတော့သူကသူ့ရဲ့ဖုန်းနံပါတ်ကိုလည်းပြောင်းလဲပြလိုက်ပါရဲ့။ဒီလိုနဲ့တရက်မှာတော့ဗီဗက်တယောက်အခန်းထဲမှာထိုင်ပြီး TV ကြည့်နေခဲ့တဲ့အချိန်မှာပဲ TV စတင်ပြက်လာခဲ့ပါရဲ့။သူလည်းဘာဖြစ်တာလဲဆိုပြီးတော့ TV နားကိုထားသွားကြည့်လိုက်ပါရဲ့။ သူ TV လောင်းကိုထောက်သွားကြည့်ခဲ့တဲ့အချိန်မှာပဲ TV ကရုတ်တရက်ကြီးပေါက်ကွဲသွားခဲ့ပြီးမီးတွေစတင်လောင်ကျွမ်းလာခဲ့ပါတော့တယ်။ Vivek ကလည်းရုတ်တရက်အိမ်မှာမီးထောက်လောင်တဲ့အတွက်အရန်ကိုလမ်းဖြန်သွားပါတယ်။သူချက်ချင်းပဲရေတပုံခတ်လာခဲ့ပြီး TV ကိုရေနဲ့လောင်ချလိုက်ပါတယ်။ဒါပေမဲ့ဒီအချိန်အတွင်းသူ့ရဲ့အခန်းတစ်ခုလုံးကတော့မီးကုန်းငွေတွေနဲ့ပြည့်နှက်သွားခဲ့ပါပြီ။ TV လည်းပျက်စီးသွားခဲ့ပါတယ်။အငွေတွေကလည်းအရန်ကိုများလွန်နေပါတယ်။ သူလည်းဒီအငွေ့ရေကြားထဲမှာဘာကိုမှမမြင်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။ဒီအငွေ့ရေကြားထဲမှာတစုံတယောက်ရဲ့အရေးတစ်ခုကိုသူမြင်တွေ့ခဲ့ရပါတယ်။ဒီအရေးကြီးကိုမြင်တွေ့ခဲ့ရတဲ့အခါမှာ Vivek လည်းထူဆန်းသွားပါတယ်။သူအရန်ကိုကြောက်ရွံ့တောင်းလှုပ်သွားခဲ့တဲ့အတွက်ကြောင့်အနောက်ကိုခြေနှလန်းလောက်ဆုပ်သွားခဲ့ပါရီ။ဖေဖေကလည်းကြောက်လန့်တကြားနဲ့ပဲမိလိုက်ပါရီ။အာဘသူလဲ။ဘသူကြီးလဲ။ငါခန်းထဲမှာငါတယောက်တည်းရှိနေခဲ့တာမဟုတ်ဘူးလား။ဒီဟုတ်ဘယ်သူမှမဝင်လာပါဘူး။ခဏနေပါဦးဘယ်သူလဲ။ဘသူရှိနေရလဲ။ အခန်းထဲမှာတယောက်ယောက်ရှိနေရလားဖေဖေကတော့ဘာအဖြေတစ်ခုမှပြန်လည်မရရှိခဲ့ပါဘူးအရင်ချိန်မှာပြန်လည်မြင်တွေ့ခဲ့ရတာကအရင်အောင်ကြောက်စရာကောင်းတဲ့နေရဲနေရဲမျိုးလုံးကြီးနှလုံးပဲဖြစ်ပါရည်အဲ့ဒီမျိုးလုံးကြီးတွေက တဖြည်းဖြည်းချင်းသူ့နာကိုကြိုးကပ်လာနေခဲ့ပါရည်ဒါကိုမြင်တွေ့ခဲ့ရတဲ့အခါမှာဖေဖေကလည်းတော်တော်လေးကိုလမ်းဖြန်သွားခဲ့ပါရည်ဒါကြောင့်သူကလည်းအခန်းထဲကနေအများဆုံးထွက်ပြေးလာခဲ့ပြီးအပေါ်ထက်ကိုပြေးတက်သွားခဲ့ပါရဲ့ အပေါ်တက်ဝရန်တာကိုရောက်သွားမယ်ဆိုရင်တော့သူနဲ့နဲ့စိတ်အေးတက်တာရရသွားမယ်လို့ထင်မှတ်နေခဲ့လို့ပါပဲ။သူအပေါ်ဆုံးတက်ကိုရောက်ရှိသွားခဲ့ပါတယ်။သူအနောက်ကိုလှည့်ချလိုက်တဲ့အချိန်မှာအခုနောက်တော့ကဝိညာဉ်ကြီးကသူ့ရဲ့မိโกငွေတွေနဲ့အတူတူအပေါ်ရဲ့အထီအောင်လိုက်တက်လာတာကိုတွေ့လိုက်ရပါတယ်။တဖြည်းဖြည်းနဲ့မြင်နေရတဲ့အဝှေ့တွေကြားထဲကနေပြီးတော့လူရုပ်လုံးထင်ထင်ရှားရှားပေါ်လာခဲ့ပါတယ်။ကြောက်စရာကောင်းတဲ့ဝိညာဉ်ကြီးကတော့အဖိုးအိုတယောက်ရဲ့ဝိညာဉ်ပဲဖြစ်ပါတယ်။ အရန်ကိုအသက်ကြီးလို့နေတဲ့အဖိုးအိုတယောက်က မျက်လုံးတွေနှီးရဲပြီးဒေါသတွေလည်းအကြီးကျယ်ထွက်နေရပေါ့။မျက်နှာကြီးကလည်းဖြိုဘက်ဖြိုရော် ဖြစ်နေပါသေးတယ်။မသိရင်တော့တစုံတယောက်ကသူ့ကိုအေးခဲသွောင်းအောင်လှုပ်ပြထားသလိုပုံစံမျိုးပါပဲ။သူ့ရဲ့မျက်လုံးကြီးတွေကအရန်ကိုကြောက်စရာကောင်းပါတယ်။ဒေါသတွေအရန်ကိုထွက်နေမှလည်းသိတာပါပဲ။ဒေါသထွက်လွန်နေတဲ့အတွက်ကြောင့်မို့လို့တလောက်တောင်နှီးရဲနေကြရပေါ့။သူ့ကိုတွေ့လိုက်ရတာနဲ့ဗီဗစ်ကလည်းအရန်ကိုလမ်းပြန်တောင်းလှုပ်သွားခဲ့ပါရဲ့။ ူနေရာကနေတလန်းတော်ထပ်ပြီးရမရွှေ့နိုင်တော့ပါဘူး။သူလည်းဘောမှာဘယ်တော့ကမှမတွေးမြင်ဘူးတဲ့အရာတစ်ခုကိုတွေးမြင်လိုက်ရတဲ့အတွက်အကြောင်းမလို့ဘာဆက်လို့ရမလဲနားမလည်နိုင်အောင်ဖြစ်နေခဲ့ပါရဲ့။သူမှအခု ထွက်ပြေးဖို့အတွက်လမ်းလေတလန်းမှမရှိတော့ပါဘူး။ဒါကြောင့်သူကလည်းရက်ပြီးရောပဲကြီးနေခဲ့ပါရဲ့။ဒီအသက်ကြီးနေတဲ့ဝိညာဉ်ကြီးကတော့ Vivek Da ကိုအငွေနဲ့အတူတူတဖြည်းဖြည်းတိုးကပ်လာနေခဲ့ပါတယ်။အဖိုးကြီးကတဖြည်းဖြည်းနဲ့သူ့နာကိုတိုးကပ်လာနေခဲ့တဲ့အချိန် ဖေဖေကလည်းအယဟန်းကိုကြောက်ရွံ့တောင်းလုံးနေရတဲ့အတွက်ကြောင့်မလို့အနောက်ကို တဖြည်းဖြည်းချင်းဆုတ်သွားနေခဲ့ပါတယ်။အခုဆိုရင်တော့ဖေဖေတယောက်ဘာလို့ရောက်လဲလဲမသိရပါဘူး။သူ့ရဲ့နှလုံးခုန်တံတွေကလည်းအယဟန်းကိုကြည်ကြဲလောင်းထွက်ပေါ်လာနေခဲ့ပါတယ်။မသိလို့ရှိရင်တော့သူ့ရဲ့နှလုံးခုန်တံကိုတော့သူပြန်လဲကြားနေရတယ်လို့မျိုးပါပဲ။သူလည်းအနောက်ကိုစုံနေရင်စုံနေရင်နဲ့အနောက်မှာရှိတဲ့အရာတစ်ခုနဲ့တိုက်မိပြီးအပေါ်ကြက်ကနေပြုတ်ကျသွားခဲ့ပါတယ်။ ူကအမြင့်တဏီယာကနေပြုတ်ကျသွားတဲ့အတွက်ကြောင့်မို့လို့လုံးဝကိုမေ့မျောတတိလက်သွားခဲ့ပါတယ်။သူတတိပြန့်လည်လာခဲ့တဲ့အခါမှာတော့ဇေယုံတယုံရဲ့ဂဒင်ပေါ်မှာရှိနေအောင်ကိုတွေးခဲ့ရပါတယ်။သူရဲ့ခြေထောက်နှစ်ချောင်းလုံးနဲ့အယိုးတတော်မများကတော့ပြုတ်ကျတဲ့အချိန်ကြောင်းကြိုးပဲ့ပြက်စီးသွားပြီဆိုတာကို သိလာရပါတယ်။ဆရာဝန်တွေကလည်းဗီဗစ်ရဲ့ကျမ်းမာရေးမှတ်တမ်းကိုကြည့်ပြီးတော့ပြောပြခဲ့ကြပါသေးတယ်။ဗီဗစ်ဘဝမှာဘယ်တော့မှထပ်ပြီးတော့လမ်းလျှောက်နိုင်တော့မှမဟုတ်ပါဘူး။ ူရဲ့ခြေထောက်ကအယိုးတွေအားလုံးပျက်စီးသွားခဲ့ရပါပြီ။အရင်နေ့မှဗေဗေကတော့ဈေးရုံမှာသူရဲ့အမေကိုခေါ်ခဲ့ပါရီ။ဒီနောက်မှာတော့သူရဲ့မိခင်ဖြစ်သူကိုသူပြောပြလိုက်တဲ့အကြောင်းအရာတွေကြောင့်မိခင်ဖြစ်သူလည်းအံ့အားသင့်သွားခဲ့ရပါရီ။ဗေဗေမနေ့ကတော့ကမြင်တွေ့ခဲ့ရတဲ့အဖိုးအိုကြီးရဲ့ဝိညာဉ်ကတော့တခြားသူမဟုတ်ပါဘူး။အမှန်တကယ်မှာဗေဗေမြို့ပေါ်မှာနေပြီးကြောင်းတက်ခဲ့စဉ်အချိန်ခါတုန်းကပတ်စံချီခဲ့တဲ့လူကြီးပဲဖြစ်ပါတယ်။တကယ်တော့ဒီအဖိုးအကြီးကတော်တော်လေးကိုကောင်းမွန်တဲ့ စိုက်သဘောထားပြေးသွားတဲ့တခြားသူတွေကိုအကူအညီပေးတတ်တဲ့လူကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။မြို့ပေါ်မှာတယောက်ထဲနေထိုင်နေကြရတဲ့ဗီဗေကိုသူကလည်းသနာပါတယ်။သူ့ရဲ့မြည်အရင်လေတယောက်လိုမျိုးချင်မြန်နိုးတဲ့အတွက်ကြောင့်မို့လို့လဲယုံကြည်ပြီးအကူအညီပေးခဲ့တာပါ။ဗီဗေကလည်းအကူအညီလိုအပ်နေခဲ့တဲ့အချိန်မှာအဖိုးအိုကြီးစီသွားပြီးတော့အကူအညီတောင်းခဲ့ပါတယ်။အဖိုးအကြီးကလည်းဘာမှအများကြီးစဉ်းစားမနေဘဲနဲ့သူရဲ့ပတ်စံတွေကိုချက်ချင်းပဲထုတ်ပေးလိုက်ပါတော့တယ်။ ေဖေကလည်းဒီပတ်စံတွေကိုရက်30အကြာမှပြန်လဲဆက်မယ်ဆိုတဲ့အကြောင်းတွေကိုပြောခဲ့ပါတယ်။အဖိုးကြီးကလည်းလက်ခံပြီးနောက်မှာတော့ပတ်စံတွေကိုချိန်ငှားပေးခဲ့တာပါ။ဖေဖေကတော့သူချင်းငါထားတဲ့ပတ်စံတွေအလုံးစုံရှုံသွားတဲ့အပေါ်မှာသူ့အချိန်နေတဲ့ပတ်စံတွေကိုလည်းပြန်မဆက်နိုင်ဘူးဆိုတာတီလို့မြို့ပေါ်ကနေတခါရဲရွာကိုပြန်လဲထွက်ပြေးလာခဲ့ရပါအနောက်ကလူတွေဘာဖြစ်ပြီးကြံ့ရင်နေခဲ့မလဲဆိုတာကိုတော့သူတစ်ချက်လည်းရောမစင်စားပေးနိုင်ခဲ့ပါဘူးသူ့အချိန်တွေကလည်းအရန်ကိုခတ်ခဲနေခဲ့တယ်မဟုတ်လား သူလည်းဘာမှမပြောမဆိုပဲနဲ့အဆောင်ကနေချက်ချင်းရွာမှာရှိတဲ့အိမ်လေးကိုပြန်လဲထွက်ပြေးလာခဲ့ပါတယ်။ဒီအချိန်မှာပဲသူပတ်စံချီထားခဲ့တဲ့အဖိုးအကြီးကကျမ်းမာရေးချိုတဲလာခဲ့ပါတယ်။ရုတ်တရက်ကြီးသူ့ရဲ့ကျမ်းမာရေးအခြေအနေကဆိုးရွားလာခဲ့ပြီးသူ့မှာအားကိုးစရာလည်းပဲသူမှမရှိပါဘူး။သူကစေကူသားဖို့အတွက်ပတ်စံကလည်းအရေးတကြီးလိုအပ်နေတဲ့အချိန်နဲ့တိုက်ဆိုင်သွားခဲ့ပါတယ်။သူ့မှာပတ်စံဆူဆောင်းထားတာအနေငယ်ကျမ်းမာသေးတယ်။ဒီပတ်စံလေးနဲ့သူကစေကူသားဖို့အတွက်စေယုံတက်နေခဲ့ပါတယ်။ သူစိတ်ရောက်တက်ကူတာနေခဲ့ပေမဲ့အိမ်လားဆောင်တွေကိုတော့မပေးနိုင်တော့ပါဘူးစေကူတာစီရိတ်ထဲမှာသူတသက်အလုံးဆူဆောင်းထားတဲ့ပတ်စံတွေအားလုံးကလည်းပါသွားခဲ့ပါရဲ့နောက်ဆုံးအိမ်လားဆောင်မပေးနိုင်တဲ့အခါမှာအိမ်ပိုင်ရှင်ကသူ့ကိုသူ့ရဲ့အိမ်ပေါ်ကနေမောင်းချပြလိုက်ပါရဲ့အိမ်မရှိရမဖြစ်ပြီးတော့သူလည်းလမ်းပေါ်ကိုရောက်ရှိသွားပါတော့တယ်အဖိုးအိုကြီးကအသက်ကလည်းတတော်လေးကြီးနေခဲ့ပါပြီအပြင်မှာဆောင်ရသည်ဖြစ်တဲ့အတွက် ရာသီဥတုကလည်းအရန်ကိုအေးလွန်နေခဲ့ပါရဲ့သူကအပြင်ရာသီဥတုကြောင့်ခံနိုင်ရင်မရှိပဲ နောက်ဆုံးမှာတော့လမ်းဘေးလေးမှာပဲအသက်ထွက်ကွယ်လွန်သွားခဲ့ရပါတယ်။သူကအမိုက်ပုံတနေရာလေးမှာလဲကျတည်ဆောင်သွားခဲ့ရပါ။သူစီမှာမိဘဆွေမျိုးပေါင်းတမားတယောက်မှလည်းမရှိပါဘူး။ဒါကြောင့်သူတည်ဆောင်ကွယ်လွန်သွားတယ်ဆိုတဲ့သတင်းကိုသိတဲ့သူကလည်းမရှိပါဘူး။သူရဲ့အလောင်းကိုလမ်းတော်လမ်းလာလူတွေက တွေ့မြင်ခဲ့ကြရတဲ့အခါမှာတော့အမည်မသိတဲ့ပိုင်ရှင်မဲအလောင်းအနေနဲ့ပဲသူ့ကိုမိရှုတကြိုပေးခဲ့ကြရပါတယ်။ဖိဖိကလောက်ခဲ့တဲ့ကိစ္စတွေကတကယ်အကျော်လေးကိုမှားပါရဲ့ သူကသူ့အတွက်သူပဲကြီးခဲ့ပြီးတကုတ်ကောင်းဆန်လုံးခဲ့ပါတယ်။သူတော့အေးစေရှင်ပြခဲ့မယ်ဆိုရင်တော့ဒီလိုမျိုးတွေဖြစ်လာစရာအကြောင်းလည်းရှိမှာမဟုတ်တော့ပါဘူး။သူကပတ်စံကိုလောဘတက်နေခဲ့တဲ့အတွက်ကြောင့်မလို့မသိတဲ့လူတယောက်ကိုယုံကြည်မိပြီးပတ်စံတွေအများကြီးပုံအောင်ပေးလိုက်ပါတယ်။သူကိုယုံကြည်ပေးခဲ့တဲ့လူတယောက်ကိုလည်းသူဆုံးရှုံးခဲ့ရပါတယ်။ဒီလိုနဲ့သူကသူရဲ့ဘဝမှာအကြီးမားဆုံးအမှားတစ်ခုကိုလုံးမိသွားခဲ့ပါတယ်။ဒါကတော့သူ့ကြောင့်လေလူတယောက်အသက်ပါပါသွားခဲ့ရတာပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ Vivek လည်းစရောင်းပေါ်မှာပဲနေထိုင်နေခဲ့ရပါတယ်။သူ့ဘဝမှာဘယ်တော့မှထပ်ပြီးလမ်းလျှောက်နိုင်တော့မှာမဟုတ်ပါဘူး။သူလည်းသူမှာခဲ့တဲ့အမောင်တွေအားလုံးအတွက်တသက်အလုံးပေးဆက်ရင်းနေထိုင်သွားရပါတော့တယ်။ဒါကတော့မလုံသိတဲ့အမောင်ကိုလုံခင်မိတဲ့အတွက်ရရှိတဲ့ပြစ်ဒဏ်ပဲဖြစ်ပါတယ်။ပရိသတ်ကြီးလည်းကျွန်တော်တို့တင်ဆက်ပေးထားတဲ့ဗီဒီယိုလေးကပေးတဲ့သင်ခန်းစာကိုသဘောကျတယ်ဆိုရင်တော့ comment မှာရေးသွားပေးကြပါအောင်ရှင်။